စီရင်တဲ့လုံခြုံရေးအခြေအနေတွေကြောင့်မြို့နယ်အတွင်းခီးသွားလာရမှာလိုအပ်တဲ့ထောက်ခံစာတောင်းခံရတာတွေကို အတိုင်းအတာတစ်ခုအထိဖြေလျှော့ပေးစီလိုတယ်လို့တောင်ကုတ်ဒေသခံတွေကတောင်းဆိုကြပါတယ်။တနေရာကိုသွားမယ်ဆိုရင် ထောက်ခံချက်စာယူရပြီးနေတိုင်းသွားလာနေကြရတဲ့နေရာတွေကိုလည်းတစ်ခါသွားဖို့အတွက်တစ်ခါယူရတာမျိုးကအဆင်မပြေမှုတွေရှိနေတယ်လို့တောင်ကုတ်မြို့နယ်ပြည်သူတယောက်ကနှမိတ်စရာကိုပြောပါတယ်။ လုံခြုံရေးအခြေအနေကြောင့်လက်ရှိအရခတ်တော်အေထိန်းချုပ်ထားတဲ့တောင်ကုန်းမြို့နယ်ကဒေသခံပြည်သူတွေအနေနဲ့ခရီးသွားလာရမှာအရခတ်ပြည်သူတော်လှန်ရေးအစိုးရရဲ့ခွန်ပြူချက်ထောက်ခံချက်တွေနဲ့သွားလာနေရတာဖြစ်ပါတယ်။အခုလိုထောက်ခံစာယူရမှာမြို့နယ်အတွင်းမှာရှိတဲ့ကြီးဝါတွေကိုသွားလာရမှာလေရက်ွက်ယုံ ထောက်ခံချက်စာပါမှသာဖြတ်တန်းသွားလာခွင့်ရကြတယ်လို့ဒေသခံတွေကပြောကြပါတယ်။စည်ရဲကာလလုံခြုံရေးတင်ကျပ်ထားတဲ့အပေါ်မှာနားလေပေမဲ့လေ ညို့အနီးနားကပ်နေတဲ့ကြေးဝါတွေညို့နေတွေအတွင်းကရွာတွေကိုသွာလာတဲ့အခါမှာတော့နည်းနည်းပါးပါးဖြေလျှော့ပေးစီလိုတယ်လို့လည်းဒေသခံတွေကတောင်းဆိုကြပါတယ်ရှင်။